1969ခုနှစ်တုန်းက NASA ကနေပြီးတော့ဆက်ကြဝဠာကိုစူးစမ်းဖို့အတွက်ဂြိုတုသင်းကိုဇေလွတ်တင်ခဲ့ဖူးပါရီအဲ့ဒီဂြိုတုကစနေဂြိုကိုကြော်ပြီးသွားတဲ့အခါမှာရုတ်တရက်လမ်းကြောင်းချော့ပြီးခြေရလက်ရမရှိပျောက်ကွယ်သွားခဲ့ပါရီအဲ့ဒီပျောက်ဆုံးသွားတဲ့ဂြိုတုကိုလူတွေကအိုဆိုင်ရက်ဆွဲနာမည်တစ်ခုထဲနဲ့ပဲမှတ်မိနေကြပါရီ ဒီလိုနဲ့ဆက်လန့်က2025ခုနှစ်ကိုရောက်လာခဲ့ပါပြီးကယ်လီဦးဆောင်တဲ့အမေရိကန်အထူးတပ်ဖွဲ့တစ်ခုကအရှိအလယ်ပိုင်းမှာတိုက်ပွဲဆင်နွှဲနေကြတာပါပထမတော့အဖွဲ့ကအခြေအနေကိုထိန်းချုပ်နိုင်ရုံမကရန်သူရဲ့ခံတပ်ထဲကိုတောင်မှချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါပြီဒါပေမဲ့သူတို့အဖွဲ့ဟာအကြီးအသက်နေပြီးတော့ရန်သူရဲ့အင်အားကတပိပြေတိုးလာခဲ့တာကြောင့်မကြခင်မှာပဲအဝိုင်းခံနေရပါတယ်ကြည်ဝေးကလည်းကုန်ကန်နီဖြစ်နေခဲ့ပါပြီအဲ့ဒီတော့ကယ်လီဟာသူတို့ရဲ့အသက်ပေးရမယ်ဆိုတာကိုသိပေမဲ့ဌာနချုပ်ကိုလေကြောင်းလိုင်းတိုက်ခိုက်မှု လှုပ်ပေးဖို့အတွက်အမိန်ပေးလိုက်ပါရီလေးရင်တွေမရောက်ခင်မှာပဲထူးဆန်းတဲ့အနည်းအားအလင်းတန်းတစ်ခုကတိမ်တွေကိုဖြတ်ပြီးတော့ထိုးဆင်းလာခဲ့ပါပြီလိုအပ်စမ်းကျတဲ့ရင်တစင်ပေါ်လာခဲ့ပြီးလေစာနဲ့ပြစ်လိုက်တာရန်သူစစ်သားတွေအလုံးပျောက်ကွယ်သွားခဲ့ပါရီလေးရင်ထဲကနေတောက်ပတဲ့အဖြူအလင်းတစ်ခုထွက်လာခဲ့ပါပြီစိတ်ဝင်စားသွားတဲ့ကယ်လီနဲ့တတ်သားတွေကအနားကိုကတ်သွားလိုက်တော့ လက်ဆက်လိုင်းကြီးတစ်ခုပေါ်လာကသူတို့အလုံးကိုအပေါ်စီဆွဲတင်သွားခဲ့ပါရင်အိမ်မက်စိုးထဲကိုရောက်နေတယ်လို့ပဲပြင်းထန်တဲ့နာကျင်မှုကိုခံစားလဲရပါပြီဒီလိုနဲ့တတိပြင်ရလာတော့အလုံးဟာအရေးဝေးပြည့်နေခဲ့တဲ့ပြုံလုံးတွေအထက်ရောက်နေတာကိုတွေ့ရပါရင်ဒဏ်ရာတစ်ခုမှမရှိဘဲနဲ့ခေါင်းတွေရှုပ်ဘာတွေဖြစ်ကုန်လဲမတိကြတော့ပါဘူးကယ်လီကရုရှားဒါမှမဟုတ်တရုတ်ရဲ့ လိုအပ်အခြေစိုက်စခန်းများလာလို့တန်တရားဝင်နေတော့မှာပဲကျပ်ကအနေံပေါ်ကနေမရင်းနေတဲ့စာလုံးတွေကိုတတိထားမိကအံ့ဩစရာကောင်းစွာနဲ့ပဲဖန်နိုင်နေခဲ့ပါရီကျပ်ကသူတို့ကိုဖန်ထားတဲ့လူတွေဟာလူတော်ဝေမဟုတ်ဘူးလို့ပြောပြပါရီရေယပ်ကလည်းအဲ့ဒီစာဝေအထဲမှာသူရဲ့နာမည်ဝေပါဖော်ပြထားတယ်လို့ထပ်ပြီးပြောလိုက်ပါရီတနက်ကြီးဝေကုန်ခန်းနီးနေပြီဖြစ်တဲ့သူရဲ့လက်နက်တွေကလည်းပြန်ပြီးတော့အပြည့်အစုံဖြည့်ပြီးသားဖြစ်နေခဲ့ပါပြီ ဘယ်သူကများဘာကြောင့်ဖန်တော်မှမသိတော့ကယ်လီတရားအပြင်ကိုထွက်ပေါက်ရှာဖို့အတွက်အဖွဲကိုစင်းကြံလန်းတျောက်ခေါ်တော်ပါရင်လေးလံတဲ့တမဏိတခါတစ်ချက်ကလမ်းပိတ်နေတဲ့အတွက်စစ်သားတချို့ဟာတွန်းလိုက်တော့နောက်ဆုံးမှာပွင့်သွားခဲ့ပါရင်တယောက်ပြီးတယောက်ဖြတ်ပြီးသွားတာနဲ့တခါကဒုံးကနေပြန်ပိတ်သွားခဲ့ပါပြီနောက်ထပ်ရှာဖွေနေပဲပိတ်နေခဲ့တဲ့နောက်ထပ်တခါတစ်ချက်ကိုရောက်သွားပြန်ပါရင်ရိုဒီကလေဝင်လေထွက်ပြုံကိုမြင်တော့ရေယက်ကိုအရင်ဝင်စစ်ဖို့ပြောပါရင် ရီယမ်ကအဆင်ပြေတဲ့အကြောင်းအချက်ပြတော့ကယ်လီနဲ့ဂျန်တဲ့လူကြီးကပါလိုင်းဝင်သွားကြပါရီအပြင်ဖက်ကိုရောက်တော့ကိဘစ်ကတခါပေါ်မှာလက်သေးရာကြီးဝေးကိုတွေ့လျက်ရပါပြီတန်မာတဲ့တက်တဝတကောင်ကအတင်းဖွင့်ဖို့ကြိုးစားထားတဲ့ပုံမှာစင်းကြံလန်းတစ်ယောက်မှာအော်ဒန်တစ်ခုကိုကြားလိုက်ရတော့ကယ်လီကအတန်လာရကိုချက်ချင်းပဲဦးတည်လိုက်ပါရီသွေးဝေးစီးနေခဲ့တဲ့လမ်းကြောင်းအတိုင်းလိုက်သွားရင်းနဲ့ပဲကြောက်ဖို့ကောင်းတဲ့လူတင်အလောင်းတွေပြည့်နေခဲ့တဲ့အခန်းကိုရောက်သွားခဲ့ပါရီအသွင်ဖက်မှာ ကယ်လီကအသက်ရှင်နေသေးတဲ့အမျိုးသမီးတယောက်ကိုတွေ့လို့လေးမြစွာကဲထုတ်လိုက်ပါရင်းသူမကသူ့ရဲ့နာမည်ဟာရာဘီလို့မိတ်ဆက်ပါရင်းဘာအတမ်းမှမပေးပဲကြောက်စရာကောင်းတဲ့ဂျိုတာတကောင်ကဘေးကနေခုန်ထွက်လာပြီးတော့ကေဘစ်ကိုတတ်ပြစ်လိုက်ပါရင်းတပ်ဖွဲ့ကပြန်ပြစ်ပေးမိတဲ့ရဲအကြီးစံနေဟာအယာမဝင်ခဲ့ပါဘူးရီယပ်ကတခါအနာမှာဂျိုတာလက်နက်တစ်ခုကိုဆွဲယူလိုက်ပေးမိအလုံးမလုံးပါဘူးရူဒီကအဲ့ဒီလက်နက်ကိုယူပြီးတော့အံ့အားတင်းစွာနဲ့ပဲပြစ်လိုက်နိုင်ပါရင်းဂျိုတာကလည်းလဲကျသွားခဲ့ပေမဲ့ပြန်ထဖို့ရုန်းကန်နေတော့ ရာဒီကခေါင်းကိုပြစ်ပြီးအဆုံးတတ်ပေးလိုက်ပါရင်သူမကသူတို့အားလုံးချက်ချင်းထွက်သွားဖို့တောင်းဆိုပါရင်ဂျိုသားအင်အားဖြည့်တင်းမှုတွေရောက်လာခဲ့ပြီးတော့ပြင်းထန်တဲ့ပြစ်ခတ်မှုဖြစ်လာတဲ့အတွက်ကယ်လီဟာစုတ်ခွာဖို့အမိန့်ပေးလိုက်ပါရင်ထွက်ပြေးနေတော့ရာဒီခြေောက်ကိုကြီးမှန်သွားခဲ့ပါပြီးဂျန်တဲ့လူတွေကလေးလံတဲ့တခါတစ်ခုစီကိုရောက်သွားတဲ့အခါမှာရာဒီကအချိန်ရအောင်အနောက်ကနေတခါကိုပိတ်ပစ်လိုက်ပါရင်အဖွဲကလီဝင်တီထွက်ပြုတ်အထဲကိုတွေ့တဲ့နေတဲ့အချိန် ရီယက်ကသူရဲ့ထွက်ပေါက်ကိုကာပါပေးနေခဲ့ပါရင်သူကလိုက်ဝင်ဖို့ပြင်နေတော့မှပဲကြိုသားတကောင်ဟာသူ့ရဲ့ကြောက်ကိုဆွဲပြီးခေါ်သွားခဲ့ပါရင်ရှုပ်ထွေးမှုရဲ့ငိန်တက်သွားတော့ကယ်လီနဲ့ဂျန်နဲ့စစ်သားဝေပြွန်အထဲကိုထွက်လာကြပါပြီ။နက်ကသူတို့ကြိုသားစစ်တင်မောအပေါ်မှာအကျဉ်းသားဝေဖြစ်နေပြီးဆိုတော့လက်မခံနိုင်ပဲထိတ်လန့်နေခဲ့ပါရင်ကယ်လီကရိုဒီဘာကြောင့်များကြိုသားလက်နက်ကိုတုံးနိုင်ရတာလဲလို့မေးတော့ရိုဒီစီမှာလည်းဘာအဖြေမှမရှိပါဘူး။ကျက်ကရာဘီရဲ့ဒဏ်ရာကိုကုတပေးပါရင် ဒါကအပေါ်ရန်ချစ်ရလေးပဲရှိတာပါရော်ဘီကသူတို့ချိုသားရင်အပေါ်မှာရှိနေတယ်ဆိုတော့ကိုအတီးပြုတ်ပေးလိုက်ပြီးတော့လုံခြုံတဲ့နေရာစီဆက်သွားဖို့တိုက်တော်မာရီတနေရာမှာဆိုရင်ချိုသားခေါင်းဆောင်ကဒင်ရန်ရထားတဲ့ရီယက်ကိုဂျိုးဝေချိတ်ပြီးတော့မန့်ညံတွေကိုထုတ်ယူနေခဲ့ပါရီဒီလိုနဲ့ပဲသူတို့အဖွဲအကြောင်းအကုန်တိတွားခဲ့ပါပြီအဖွဲကဆက်သွားနေတော့ ကယ်လီဟာရာဘီကိုကြိုသားပေးတဲ့ကောင်ရှိတယ်လဲလို့မေးပါရီသူမက15ကောင်ထက်မနည်းဘူးလို့ခံမှန်ပါရီဒီယင်ကြီးကလိုက်လာတဲ့သူ၏ကိုနေစေမယ်လို့ကယ်လီကမျော်လင့်နေခဲ့ပေမဲ့ရာဘီကတော့ယင်တစ်ခုလုံးမှာအာယုန်ခံကြိယာဝင်ရှိတာကြောင့်သူတို့အလောက်ရှာမှုအတိုင်းကိုခြေရခံနိုင်တယ်လို့တတိပေးပါရီ ကျူတာဝီရဲ့ရွယ်ချက်ကိုကယ်လီကဖိအားပေးမေးမြန်းတော့ရော်ဘီကလူတာဝီကိုအစားအစာအဖြစ်ဖန်ဆီးထားတယ်လို့ဖော်ထုတ်လိုက်ပါပြီ။တအံ့တော်ဖြစ်သွားတဲ့အဖွဲတာဝီကထူးဆန်းတဲ့ပြွန်လုံးတွေတန်းစီနေတဲ့ကြီးမားတဲ့အခန်းတစ်ခုကိုဖျက်သွားကြပါပြီ။ ကြက်ကပြွန်တစ်ခုအထဲကိုချောင်းကြည့်လိုက်တော့လူသားတယောက်ကိုအထဲမှတွေ့လို့လန့်ပြီးနောက်ဆုတ်သွားပါရီရော်ဘီကကြိုသားဝေးဟာတားကောင်ရဲ့ခန္ဓာကိုယ်ကိုအချိန်ကြကြာမပြတ်မစီထားနိုင်ဖို့အတွက်အဲ့ဒီပြွန်နေအထဲမှာတိန်ထားတာလို့ရှင်းပြပါရီမကြခင်မှာပဲကဘာမြေးလို့တတ်ထားတဲ့ကွန်တိန်နာဝေးပြည့်နေကြတဲ့နောက်အခန်းတစ်ခုကိုရောက်လာခဲ့ပါပြီကြိုသားဝေးသူရဲ့အတီနီယာကိုတိနေပြီဆိုတာရော်ဒီကတော့ပေါက်တော့ ထွက်မပြေးပဲရင်ဆိုင်ဖို့တိုက်တွန်းပါရီကယ်လီကလည်းသဘောတူပြီးရန်သူကိုဆွဲဆောင်ဖို့အတွက်အဖွဲ့အထဲကတယောက်ကိုစေတနာဝန်ထမ်းလုတ်ခိုင်းလိုက်ပါရီကျက်ကသူလွတ်အောင်ပြေးနိုင်တယ်ဆိုပြီးရှေ့ကိုထွက်လာပါရီမကြခင်ကျက်တယောက်စင်းကြံလမ်းမှာစောင့်နေခဲ့ပါပြီးကြိုသားအုပ်စုပေါ်လာတာနဲ့သူကပြေးလွှားပြီးတော့ကွန်တိန်နာအခန်းစီကိုခေါ်ဆောင်သွားပါရီကြိုသားဝေဝင်လာတာနဲ့ကယ်လီနဲ့ဂျန်နဲ့လူတွေကခေါင်းကိုပြစ်မှတ်ထားပြီးတော့ပြစ်ခတ်ကရှင်းထုတ်ပြပါရီ ဒီအောင်ပွဲဟာလွယ်လွန်းနေတယ်လို့ပဲခန့်စားနေရပါတယ်။ရော်ဘီကထောင်ချောက်ဖြစ်နေတဲ့အကြောင်းသတိပြီးတော့ကယ်လီကဝေပေါက်စီကိုတနတ်ချိန်ထားလိုက်ပါတယ်။ဒိုင်းတွေကင်ထားတဲ့ကြိုသားတွေကနောက်လိုင်းတစ်ဖွဲထပ်ပြီးရောက်လာပြန်ပါတယ်။နက်ကကွန်တိန်နာတစ်ခုအပေါ်ကနေပြစ်ပြီးတော့အခြေအနေပိုဆိုးလာတော့ပြန်စင်းလာပါတယ်။အခြေအနေမဟန်တဲ့အခါမှာကယ်လီကဆုတ်ခွာဖို့အမိန့်ပေးပါတယ်။ဒီလိုပြေးလွှားနေတဲ့ကြားထဲမှာကြက်ကြရှုံးသွားခဲ့ပါပြီ။ ကြံတဲ့လူတွေစင်းကြံလန်းတဲ့ပြေးဝင်သွားပြီးတော့ရာဘီဟာစွန့်ပစ်ပစ္စည်းပြွန်စီကိုလမ်းညွန်လိုက်ပါရင်းသူတို့အထဲကိုတွေ့တဲ့ဆင်းသွားကြပြီးတော့အောက်ခြေကလူအယိုးစုရင်နဲ့သွေးအိမ်ကြီးထဲကိုလဲကျသွားပါရင်းဒီမြင်ကွင်းကြောင့် net တယောက်ထိတ်လန့်နေကြဖြစ်သွားခဲ့ပါပြီအဲ့ဒီအခါအပေါ်ကနေအမျိုးသမီးတယောက်ရဲ့အတန်ကိုကြားရပါရင်းအဲ့ဒါကရာဘီရဲ့အမေအန်ညာဖြစ်ပြီးတော့ကြိုးချပေးကသူတို့ကိုတူပုံးနေတဲ့နေရာစီဆွဲတင်လိုက်ပါရင်းကယ်လီကအန်ညာရဲ့ရုရှားစစ်ဝတ်စုံကိုတတိထားမိပြီးတော့ ဘလို့လုတ်ပြီးဒီရင်အပေါ်ရောက်နေရတာလဲလို့မြေပါရင်အညာကလည်းသူ့ကိုလည်းပြန်ပြီးဆွဲခဲ့တာဖြစ်ပြီးတော့တခြားသူတွေထက်ဆော့ပြီးနိုးလာခဲ့တယ်လို့ရှင်းပြပါရင်ကယ်လီတော့အဖွဲပထမဆုံးတတိပင်ရတဲ့အခန်းကိုပြီးတော့အညာကအဲ့ဒီနေရာဟာအမတ်တရပစ္စည်းပဲတင်းတဲ့စုဖလာခံဖြစ်တယ်လို့ပြောပါရင်ဒါကြောင့်ပဲသူရဲ့ uniform နဲ့လက်နက်တွေကမပြတ်မစီရှိနေခဲ့တာပါအညာကသူမဟာဒီရင်အပေါ်မှာအနည်း20ကျော်နိုးနေခဲ့တာပါလို့ထုတ်ဖော်ပြောပြလိုက်ပါရင်အချိန်ကိုမတ်ဖို့အတွက်ခဲ့ပေမဲ့သူ့သမီး Robbie ဒီရင်အပေါ်မှာပဲမွေးခဲ့တယ်ဆိုတော့သူတိပါရီကြိုတောင်းပြီးစတင်ကျူးကျော်တော့ကသူနိုးခဲ့တာကိုမမ်းမိခဲ့ပါရီသူတို့အဖွဲတောင်းပြီးကလည်းဒီရင်အပေါ်မှာနှစ်၂၀ကျော်တတိလက်နေခဲ့တာကိုကြားတော့ကယ်လီနဲ့တခြားလူတွေတုံ့လောက်သွားခဲ့ပါပြီအန်ယာဟာ1989ခုနှစ်တုန်းက နာဆာဟာအိုဆိုင်ရက်ဂျိုတူးကိုလွတ်တင်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီအထဲမှာကမ္ဘာမြေပုံနဲ့ဂျိုဆိုင်ရာအချက်လက်အသေးစိတ်တွေပါသွားခဲ့ပါပြီဂျိုသားဝေကဒါကိုတွေ့ရှိပြီးတော့ကမ္ဘာကိုရှာဖွေတွေ့ရှိခဲ့တာပါမကြခင်မှာပဲကမ္ဘာပေါ်ကထိတ်တန့်စစ်ဘူးဟာမူဝေကိုအကုန်လုံးဖမ်းဆီးခဲ့ပါပြီဂျိုသားဝေကစိတ်ဖတ်တဲ့ဆက်ကိုအသုံးပြုပြီးတော့လူသားဝေတိုက်ပွဲမှာအသုံးပြုတဲ့ဘူးဟာတိုင်းကိုတိအောင်လုပ်ကအဲ့ဒီအသိပညာနဲ့ပဲလူသားဝေကိုအောင်းနိုင်ခဲ့တယ်လို့ရှင်းပြပါပါ ဒါပေမဲ့ဒီဆက်ကနှစ်ဖက်သွားဓာလိုပါဆက်နဲ့ချိတ်ဆက်မိတဲ့လူတောင်းဝေကကြိုသားဝေရဲ့အတိပညာကိုစုပ်ယူမိသွားခဲ့ပါရင်ဒါကြောင့်ပဲ Ray up ကကြိုသားဆောက်ဝေကိုဖတ်နိုင်ပြီးတော့ Rudy ကကြိုသားရဲ့လက်နက်တွေကိုအတုံးပြနိုင်ခဲ့ပါရင်အန်ယာကိုရိုင်းကလည်းကြိုသားဝေရဲ့ဆက်သွယ်ရေးဝေကိုကြားနိုင်တဲ့စွမ်းရည်ရထားခဲ့ပါရင်အန်ယာကသူ့အဖွဲ့ရဲ့အကူအညီလိုအပ်နေတဲ့အကြောင်းပြောပြပါရင်လွန်ခဲ့တဲ့နှစ်တွေတုန်းကသူနဲ့သူ့ရဲ့အဖွဲ့ဟာ ရင်ရဲ့ဆက်သွယ်စနစ်ကိုဖျက်ဆီးဖို့ကြိုးစားခဲ့မှုပါရင်းဒီတိုက်ခိုက်မှုကမအောင်မြင်ခဲ့ပါဘူးသူရဲ့အဖွဲ့အတော်ကအသက်ခံလက်ရပြီးတော့သူတယောက်ပဲကြံခဲ့ပါရင်းဒါပေမဲ့သူတို့ဖျက်ဆီးခဲ့တာကြောင့်ပဲကယ်လီတို့အဖွဲ့နိုးလာအောင်ရင်ရဲ့စနစ်တွေထိခိုက်သွားခဲ့ပါရင်းကြိုတောက်ဝီတာဆက်သွယ်စနစ်ပြန်ပြင်နိုင်မယ်ဆိုရင်အားအင်ဖြည့်တင်မှုတွေကိုခေါ်ပြီးတော့ကဘာကိုပို့ပြီးဒုက္ခပေးနိုင်ပါရင်း ယ်လီကကမ္ဘာပေါ်ကသူ့ရမိသားစုကိုစဉ်းစားပြီးတော့တည်ဆုံလောက်ပြီလို့သဘောပေါက်ခဲ့ပါရင်အဲ့ဒီဆက်သွယ်ရေးကိုရက်တန့်ဖို့ဆုံးဖြတ်ပြီးကုညီဖို့သဘောတူပါရင်အန်ရစီမှာဘုံတချို့ကြံနေသေးတယ်လို့ပြောပါရင် ဆက်သွယ်ရေးအခန့်ကကြိုသားရံပေါ်မှာအလုံးခြုံဆုံးနေရဖြစ်တယ်လို့တတိပေးပါရီကြိုသားနှစ်ဒါဇင်လောက်ပဲကြံပေးမဲ့ဒိုင်းရိုက်ဝင်တိုက်ဖို့ကအန်ဒီရဲ့မြောက်ပါရီကယ်လီကအစီအစဉ်တစ်ခုဆွဲလိုက်ပါပြီကယ်လီနဲ့ရိုဒီဟာရန်သူကိုဆွဲဆောင်နေတဲ့အချိန်မှာအန်ညာရာဘီနဲ့နက်ကဘုံတွေကိုတွားထောင်ရမှာပါမထွက်ခင်မှာအန်ညာကကယ်လီကိုကာကွယ်ဖို့အတွက်ကြိုသားဒိုင်းလက်ပတ်တစ်ခုကိုပေးပါရီကယ်လီနဲ့ရိုဒီဟာစင်ကြံလန်တဲ့ကိုထွက်ပြီးတော့ရန်သူကိုဆွဲဆောင်လိုက်တော့ကြိုသားခေါင်းဆောင်ကတတ်တာအလုံးကိုလိုက်လံတိုက်ခိုက်ဖို့အမိန့်ပေးပါရီလုံခြုံရေးဝေသူတို့နေရာကို နေထွက်သွားတာနဲ့ရာဘီအန်ယာနဲ့နက်ဒိုဟာဆက်သွယ်ရေးအခန်းထဲကိုခိုးဝင်သွားကြပါပြီးစင်းကြံလမ်းထဲမှာပြင်းထန်တဲ့ပစ်ခတ်မှုကလည်းဖြစ်လာခဲ့ပါပြီးခဲလီကဒိုင်းကိုဖြွင့်ပြီးတော့အဝင်ပစ်ခတ်မှုတွေကိုကာလိုက်ကာရိုဒီနဲ့အတူဂျိုသားဝဲကိုပြစ်မှတ်နဲ့ပို့ဝေးအောင်ဆွဲခေါ်သွားခဲ့ပါပြီးအခန်းထဲမှာရာဘီနဲ့အန်ယာကဆက်သွယ်ရေးဆက်ပစ္စည်းတွေနဲ့အားလုံးကဘုံးတွေတတ်ဆင်နေတဲ့အချိန် NAP ကစောင့်ကြည့်နေခဲ့ပါရင်ကျူတာခေါင်းဆောင်ကထောင်ချောက်မိသွားပြီးဆိုတာမြင်မြန်သိသွားပြီးစစ်သားဝေကိုအခန်းစီပြန်ခိုင်းခဲ့ပါရင်ကယ်လီကအာရင်ဖြည့်တင်းမှုရဲ့ရောက်လာတော့မယ်ဆိုတာ NAP ကိုတတိပေးပြီးတော့စုတ်ခွာဖို့ပြောပါရင်ကျူတာဝေစင်းကြံလန်းထဲကိုမီးပြစ်သွင်းနေတဲ့အချိန်ကယ်လီနဲ့ရိုဒီကပိတ်မိသွားခဲ့ပါပြီးရိုဒီဟာတကားကိုပိတ်ပြီးတော့ဘုံတလုံးကိုဖောက်ခွဲလိုက်ပါရင်ရန်သူတွေကိုတားဖို့အတွက်သူ့ရဲ့အသက်ကိုပေးဆက်လိုက်တာပါဆက်သွေးအခန်းထဲမှာ NAP ရာဘီအန်ယာတို့ကပောက်ကွဲတန်တဲ့ကျူတာဝေရှီကလာတာကိုကြားရပါရင် တို့တချို့ကိုတတ်နိုင်ခဲ့ပေမဲ့မကြခင်မှာဝန်းရံခံရပါပြီအန်ယာဟာရာဘီနဲ့နက်ကိုထွက်ပြေးဖို့အမိန်ပေးပြီးတော့သူမကအနောက်မှာကြံခဲ့ပါပြီကျူတာခေါင်းဆောင်ကသူမကိုပြစ်လိုက်ပေမဲ့အန်ယာကတော့သူ့ရဲ့နောက်ဆုံးအားအင်းနဲ့ဘုံကိုဖောက်ခွဲလိုက်ပြီးဆက်သွေးစင်တာကိုဖျက်ဆီးပြပါရင်းနက်ရာဘီတို့ကပောက်ခွဲမှုကနေလွတ်မြောက်လာခဲ့ပါပြီကြံတဲ့ကျူတာဝေကသူတို့ကိုစင်းကြံလန်းတွေတခြားလိုက်လာခဲ့ပါရင်းရာဘီကိုကောက်ွယ်ဖို့နက်ဖာသူ့ကိုလေဝင်လေထွက်ပြွန့်ထဲမှာပုံခိုင်းပြီးတော့သူဟာကျူတာဝေကိုဆွဲဆောင်တော့ပါရင်း ပဝန်းကျင်ငိန်သက်သွားတော့ရော်ဘီတယောက်ထွက်လာပါပြီဒါပေမဲ့ကျိုသားခေါင်းဆောင်ကသူ့ကိုဖမ်းမိပြီးတော့တခြားလူတောင်းဝင်ပြည်နေကြတဲ့အချင်းခံတဲ့ထဲပါရီခဏအကြာကယ်လီကအချင်းခံတဲ့ကိုဝင်လာပြီးမဲ့အနောက်ကနေအရိုက်ခံရပြီးတတိလက်တွားခဲ့ပါပြီတတိပြင်ရတော့သူကလည်းအချင်းခံတဲ့မှာပိတ်မိခဲ့ပါရီရော်ဘီကအန်ယာတိတ်ဆုံးသွားတဲ့အကြောင်းပြောပြပါရီမကြခင်မှာပဲလူတောင်းဝင်ကိုတတ်ဖို့အတွက်ရွေးရှယ်ရန်ကျိုသားအဖွဲ့တစ်ဖွဲ့ရောက်လာပါရီသူတို့ကကယ်လီကိုဆွဲခေါ်တွားပြီးတော့၆တခုရဲ့အပေါ်မှာစောက်ထိုးဆွဲထားပါရီ ကျိုသားတကောင်ကသူ့ကိုတတ်ဖို့ရှီးကလာတဲ့အခါမှာပဲ net ဖာ6တဲကနေရုတ်တရက်ပေါ်လာပြီးတော့အဲ့ဒီတက်တော်ကိုပြစ်တက်လိုက်ပါလိကယ်လီနဲ့ net တို့က rami နဲ့တခြားအကျဉ်းသားတွေကိုလင်းမြစွာကယ်ထုတ်ပြီးတော့အနောက်ကနေတကားကိုပိတ်ကတိုက်ခိုက်တွေကိုနေအောင်လုပ်ပြပါလိလမ်းတစ်လျှောက်မှာရန်သူတွေကိုတိုက်ခိုက်ရင်းနဲ့ပဲထွက်ပြေးကြပါလိတိုက်ပွဲအလယ်မှာကယ်လီရဲ့ကြီးတွေကုန်သွားခဲ့ပါပြီး nap ကဘုံးတလုံးပြစ်ပြီးတော့ကြိုသားဝေကိုတားလိုက်လို့ kelly ကတကားကိုရိုက်ပစ်လိုက်ပါရင် nap ဟာအသက်ရှူချောင်သွားခဲ့ပြီး andy ရဲ့ကင်းပြီလို့ယုံကြည်ခဲ့ပါရင် andy အခိုက်အတန့်မှာကြီးမားတဲ့ဓားသွားတစ်ခုက nap ရဲ့ရင်ဘတ်ကိုထိုးပေါက်လိုက်ပါရင်တကားကပွင့်ထွက်သွားခဲ့ပြီးကြိုသားခေါင်းဆောင်ပေါ်လာပါပြီသူဟာအသက်ရှင်နေစေပါ ကယ်လီကဓာတ်ချောင်းကိုဆွဲယူပြီးတော့ရာမီကိုပြေးဖို့ပြောပါရင်းသူဟာကြိုသားခေါင်းဆောင်နဲ့အကြမ်းပတန်းတိုက်ခိုက်ပြီးမဲ့နောက်ဆုံးမှာအဖယ်ထုတ်ခံလိုက်ရပါပြီညံကိုတုံးပြီးကယ်လီကကြိုသားကိုလေးလံတဲ့တခါနောက်စီဆွဲဆောင်ကရန်တရားကိုနှိပ်လိုက်တော့တခါကကြိုသားရဲ့ခေါင်းကိုတချံလီးဖြတ်ပြပါရင်းကြိုသားခေါင်းဆောင်ကနောက်ဆုံးမှာတော့ကြရှုံးသွားခဲ့ပါပြီမကြခင်ကယ်လီကရာဘီကိုတွေးလိုက်တော့အပေါ်ကနေထူးဆန်းတဲ့အလင်းတစ်ခုကိုကြည့်နေတာအတွေ့ရပါရင်းသူ့ရဲ့အလိုလိုတိစိတ်အတိုင်းပဲသူမကိုယင်သေးကနေခေါ်ထုတ်လာပါရင်း ဒီလိုနဲ့အပြင်ကိုရောက်တော့သူတို့ဟာတခါမှကဘာမြေကနေမထွက်ခွာခဲ့ရဘူးဆိုတာကိုတော့ပေါက်သွားခဲ့ပါရင်ကြိုသားရင်ကကဘာပေါ်မှာပဲပြက်ကြရက်တက်နေတာဖြစ်ပြီးတော့သူတို့ရဲ့ပပတ်လေမှာပဲရဲမျိုးရဲ့အပြက်အစီးပဲရှိနေကြတာပါ Eiffel Tower ကြီးကလည်းတိတ်ဆိတ်ပြီးတော့အသက်မဲ့နေတဲ့မြို့ကြီးအထက်မှာကျိုးပဲ့နေတဲ့ပုံစံနဲ့မတည့်ရက်လို့ရှိနေကြပါရင်ဒီလိုနဲ့ပဲဆလံကအဆုံးသတ်သွားခဲ့ပါရင်ကြီးစုပြပရိတ်တက်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ